ဗုဒ္ဓရဲ့အမြင့်ဆုံးမျှော်မှန်းချက်ဗုဒ္ဓကတရားဝါတွေအပေါ်ထားတဲ့အမြင့်ဆုံးရည်မှန်းချက်ကဘဝလွတ်မြောက်ဖို့ရမယ်ဖြစ်ပါတယ်။ဒါကြောင့်တရားဝါတွေရဲ့ဘဝလွတ်မြောက်စေခြင်းရတာလဲဆိုတော့ဒီ32ပုံမှာကျင့်လည်နေသမျှတော့အိုခြင်း၊နာခြင်း၊တည်ဆုံးခြင်းပြီးတော့အတ္တတပံပြန်လည်မွေးဖွားခြင်းဒီလိုမျိုး vicious cycle ဖြစ်နေတဲ့ဘဝတန်တရာကြီးကိုဒုက္ခလို့မြင်နေဗုဒ္ဓကအိုခြင်းကိုလည်းဘေးလို့သတ်မှတ်ထားတယ်။နာခြင်းကိုလည်း ဘေးလို့သတ်မှတ်ထားတယ်ပြီးတော့တေဆုံးခြင်းဟာလည်းဘေးတစ်ခုပဲဖြစ်တယ်ဒီဘေးအလုံးဟာဘဝကိုညှိတွဲနေတဲ့ attachment ကိုမဖြစ်နိုင်သေးသေးတော့ဘယ်တော့မှမလွတ်မြောက်နိုင်ဘူးဘုဒ္ဓက mind center teaching စိတ်ကိုအထူးပြုတဲ့သင်ကြားမှုကိုပဲအထူးပြုပြီးတော့ဝေမျှသင်ကြားပေးတယ်ဘဝလွတ်မြောက်ဖို့ရာအတွက်စိတ်ကအဓိကအရေးကြီးဆုံးပဲစိတ်ကအဖြူစင်ဆုံးဝိတုဒ္ဓိ perfectly pure ဖြစ်နေမှာ remote တီလို့ခေါ်တဲ့ freedom လွတ်မြောက်ခြင်းကိုရတယ် ဒီနေရာမှာဗုဒ္ဓကကံဆိုတာကိုဟောပါတယ်။ကံဆိုတာက bodily action ကိုယ်ကာယနဲ့ပြုမှုလှုပ်ဆောင်ခြင်း verbal action နှုတ်နဲ့ပြောဆိုဆက်ဆံခြင်း mental action စိတ်နဲ့ကြံစည်တွေးတောခြင်းကိုယ်ကာယနဲ့ကောင်းတာလုပ်တဲ့အခါမှာကောင်းတဲ့ကံဖြစ်သလိုကိုယ်ကာယနဲ့မကောင်းတာလုပ်တဲ့အခါမှာမကောင်းတဲ့ကံ ဖြစ်သွားတယ်အဲ့ဒီအတိုင်းပဲနှုတ်နဲ့ပြောဆိုဆက်ဆံတဲ့အခါမှာကောင်းတာလည်းပြောသလိုမကောင်းတာလည်းပြောမိတာပဲတို့တို့စိတ်နဲ့လည်း ကောင်းတာတွေကြံစီတွေးတောသလိုမကောင်းတာတွေလည်းကြံစီတွေးတောမိတာပဲဒီလိုကံတွေရကြည့်ရင်ကြည့်သလိုဒုဒေကြီးမှဆိုရင်တတဘာတွေရဲ့နောက်မှာလဲဘိန်းလိုမျိုးနွားချီရရဲ့နောက်မှာထက်ကြက်မကွာလိုက်ပါနေတယ်ဒေးငန်ရင်ဒေးငန်တလောက်ပဲနောက်မှာကက်တယ်ဘဝလုံးမြောက်ရလမ်းကိုမရောမချင်းဆိုပါတော့ဒီကံတွေဟာကောင်းကံအလှပေးဖို့ကြုံတဲ့အခါမှာကံရဲ့အခြေအနေကိုပိုင်ဆိုင်ခွင့်ရပြီးတော့မကောင်းကံအကျိုးပေးဝင်ကြုံတဲ့အခါမှာမကောင်းကံကြောင့်အခြေအနေဆိုးနေကြုံတွေ့ရမြန်တယ် ဒီကံတွေဟာဘုရားယဟန်တာတွေတော့မှပြီးမလို့ကြာပါဘူးဒီနေရာမှာအချက်အချက်နဲ့ပြောချင်တာကဗုဒ္ဓဘာသာဝင်တွေပဲဖြစ်တယ်ဗုဒ္ဓဘာသာဝင်ရဲ့ပရမအုဆုံးစတဲ့အစကဩကာသာဆိုတဲ့ကတော်ချင်းကနေစတယ်ဩကာသာဆိုတာဘာလဲလို့ဗုဒ္ဓဘာသာဝင်တွေကိုမဲကြည့်တဲ့အခါမှာမသိတဲ့လူကများနေသေးတာတွေ့ရလိမ့်မယ်ကိုရှိခိုးနေတဲ့ဩကာသာရဲ့အနက်အတိတ်ပဲတော့မှမသိဘဲနဲ့တော့မတ်ဖို့နိဗ္ဗာန်ဆိုတဲ့စကားလုံးကိုခြံထားမှရလိမ့်မယ်ဩကာသာဘုရားရှိခိုးက ပါဠိတုတ်တံကနေစဉ်သက်လာတာတော့မဟုတ်ဘူးလေ။အင်ဝါခေလောက်ကနေအစားပြုတဲ့ traditional belief တခု ရိုးရာယုံကြည်မှု Buddhist culture ဗုဒ္ဓဘာသာယဉ်ကျေးမှုတော့မဟုတ်ဘူးပေါ့။ဩဃတာဆိုတော့ကခွင်တောင်းခြင်းလို့အဓိပ္ပာယ်ရပါတယ်။ဘာကိုခွင်တောင်းလဲဆိုတော့ကာယကံမှုဝစီကံမှုမနောကံမှုဒီလိုကံတွေကတခုခုနဲ့ကျူးလွန်နေတဲ့အခါမှာပြေပြောက်ဖို့အတွက်ပြုလုပ်ခြင်းဖြစ်တယ်။ဒီနေရာမှာစဉ်းစားဖို့ခေါင်းတာကဒီလိုမျိုးခွင်တောင်းလိုက်ရင်ကိုမိမိကျူးလွန်ထားသမျှ ကြည်သွားပါတယ်လားဗုဒ္ဓတော်မှာပဲဗုဒ္ဓဖြစ်နေပါရဲ့နဲ့ဘဝဟောင်းတွေကကံတွေကိုပေးဆက်ခက်ရံသေးတယ်မိစွေတို့ကကိုယ့်ရဲ့အပြစ်ကိုကိုမခံယူခြင်းပဲနဲ့ဗုဒ္ဓဆိုတာမရှိတော့ဘုရားစီတရှိမှာအပြစ်တွေကြည်ပါလို့တောင်းနေခြင်းကပန်းစင်းရှင်ကိုယုံကြည်တဲ့သူတွေနဲ့မချတော့ဘူးလေဒါကြောင့်ကျွန်တော်အစာတွေကိုဉာဏ်ကြီးကြီးနဲ့စင်စစစနဲ့ဖတ်စီခြင်းပါတယ်ဗုဒ္ဓဇင်းဆိုတာတိတ်မကြသေးတဲ့ကာလတစ်ခုကမှစတဲ့ပေါက်ဖွားလာတဲ့သက္ကလုံဖြစ်တယ်ဗုဒ္ဓဘာသာဆိုတဲ့သက္ကလုံကိုကျွန်တော်ကတော့ တိတ်ပြီးတော့သဘောမကျလာဘူးဗုဒ္ဓဟောခဲ့တဲ့ဓမ္မတွေဟာ religion ဘာသာမဟုတ်ဘူးသဘောဝတရားတွေခန္ဓာမှာအဟုတ်တကယ်ရှိနေတဲ့အရှိတရားတွေသာလင်းဖြစ်တယ်ဒီအရှိတရားတွေဟာဘယ်သူကမှပြုပြင်စီရင်ဖန်တီးပေးထားတာမဟုတ်ဘူးအကြောင်းတရားကြောင့်အကျိုးဖြစ်လာတာတွေကြီးပဲဒီတော့ဗုဒ္ဓရဲ့အဆုံးအမကိုတကယ်ကျင့်သုံးလိုက်နိုင်တဲ့သူဟာဗုဒ္ဓရဲ့တားတပည်ပဲဘုရားအစင်းတို့တော်ရှိသွားပြီးတော့ကိုလိုချင်းတဲ့ဆန္ဒတွေတတိကြီးကျူပြီးရအောင်မှာတော့ပြည့်ရပါလို့ဤလုံနေခြင်းဟာ ဗုဒ္ဓရဲ့အယူအဆအစင်မှန်မဟုတ်ဘူးဗုဒ္ဓရဲ့အယူအဆအစင်မှန်ကဒီ mind and body စိတ်နဲ့ခန္ဓာကိုစင်ကြင်တုံးတိုင်ပြီးတော့ငါရှိနေတယ်ဆိုတဲ့အယူအဆကိုဖယ်ခွာဖို့ဖြစ်တယ်ငါရှိနေတယ်ဆိုတဲ့အယူအဆကိုမဖယ်ခွာနိုင်သေးတင်ရတော့ဒီ32ပုံထဲမှာတတဝအလုံးကျင်လည်နေကြရအောင်ပါပဲဘာကြောင့်ဆိုတော့ဒီစိတ်နဲ့ခန္ဓာကိုအကြောင်းပြုပြီးတော့ချစ်တဲ့စိတ်ဘုံနဲ့စိတ်တွေဖြစ်နေတာကိုအများတို့ကျွန်တော်တို့ကဒီနေရာမှာအခုတွေ့ပြီးတော့ နောက်တစ်ချိန်နောက်တစ်နေရာမှာတခြားခန္ဓာနဲ့ပြန်ဆုံကြရမယ်။ခမားတို့ကျွန်တော်တို့ကချစ်ခင်နှစ်သက်တဲ့စိတ်နဲ့အခုကွဲကွာသွားတဲ့အခါမှာအခြားဘဝအခြားခန္ဓာနဲ့ပြန်ဆုံတော့တောက်ကိုတော့ဦးချစ်ခင်မြန်လို့ရတဲ့အချိန်နေနဲ့ပဲဆုံကြရပြောင်းမယ်။ဒီစိတ်နဲ့ခန္ဓာကိုကြည့်ရင်အဖန်ဖန်အသုံးသက်ရင်းနဲ့ငါဆိုတာမတွေ့တဲ့အခါမှာကိုယ့်ကိုယ်ကိုကန့်ညိတွေ့တာတဲ့စိတ်ဒီငါဆိုတဲ့ ego အတ္တကိုအကြောင်းပြုပြီးတော့ဥစ္စာ basic ပေါ်မှာကဲ့ညီတွေ့တာနေတဲ့စိတ်ဒီငါဆိုတဲ့ ego အတ္တကိုအကြောင်းပြုပြီးရောတခြားအရာတွေပေါ်မှာကံကြီးတွေ့တာနေတဲ့စိတ်ဒီအချင်းအရာတွေနဲ့ကင်းကွာသွားတဲ့အခါမှာလွတ်မြောက်ခြင်းလမ်းပေါ်မှာကင်းကင်းရှင်းရှင်းရှောက်လန်းသွားတယ်ဒါကိုပဲအရိယာခေါ်တယ်ဘုရားဘာသာကအလွန်တိမ်မွေနဲ့နဲ့ပါတယ်ပြီးတော့တကယ်အနှစ်သာရကိုသိနိုင်မြင်နိုင်ဖို့လည်းအင်မတန်ခက်ခဲတယ်မိစ္ဆာကဒီလိုယူဆတယ်ဆိုပါတော့ဗျာတတဝါကတည်ပြီးရင်ကိစ္စပြီးပြီဒီဘဝတည်ပြီးရင်နောက်ဘဝဆိုတာမရှိဘူးအဲ့လိုယူဆတဲ့အတွက်စိတ်ထင်ရနေရှောက်လုံးမယ်မရရောမှန်တာရောပေါ့ဒါဟာဘုရားယူဆမှာ round view ပေါ့ဗျာဥစေတဒိဋ္ဌိတမားလို့မြင်ပါတယ်နောက်တစ်ခုကမိတ်ဆွေကတတဝါကဒီဘဝတည်ပြီးရနောက်ဘဝဆက်အောင်မယ်လို့ဥစားမိပြန်ရလဲတာဟာအယူမှားရမှုတစ်ခုပဲအမြင်မှားရမှုတစ်ခုပဲတာတတဒိဋ္ဌိလို့ခေါ်တဲ့ round view တစ်ခုပဲဒီနှစ်ခုစလုံးကဗုဒ္ဓဘာသာမှာ extreme extremism လို့ခေါ်ပါတယ်အဆုံးရောက်ပေါ့ဗုဒ္ဓရဲ့ဒေသနာတော်မှာတတဝါဆိုတာမရှိဘူးသူငါဆိုတာမရှိဘူးယုံနဲ့နဲ့ စိတ်နဲ့ခန္ဓာဒီနှစ်ခုပဲရှိတယ်။ရုပ်ဆိုတာကလည်းအကြောင်းတရားကြောင့်ဖြစ်တည်လာရတာပဲ။နာမ်ဆိုတာကလည်းအကြောင်းတရားကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးတရားပဲ။ဘဝတစ်ခုအဆုံးသတ်သွားတယ်ဆိုတော့ကလည်းဒီရုပ်နဲ့ဒီနာမ်ချုပ်ငင်းသွားခြင်းပဲဖြစ်တယ်။ဒါဆိုရင်မိဆွေကအထွန်းတက်နိုင်တယ်။ဘုရားဘာသာဝင်တွေဟာနောက်ဘဝကိုယုံကြည်ကြလို့ကောင်းမှုကုသိုလ်တွေလုပ်နေကြတာမဟုတ်လား။မှန်တာပေါ့။နောက်ဘဝကိုယုံကြည်လို့ကောင်းမှုကုသိုလ်တွေလုပ်နေကြတာပေါ့။နောက်ဘဝရှိတယ်ဆိုတော့ဘုမမယုံရင်ဘာမှတော့မလုပ်တော့ဘူးပေါ့။ ုဒ္ဓဘာသာဝင်တွေထဲမှာလည်းလောကတဲ့ကမလို့မြောက်နေမလို့မြောက်ခြင်းနဲ့သူတွေအများကြီးရှိတာပေါ့ဒီလိုလူတွေအတွက်အခြေခံသီလအကောင်းဖို့ဗုဒ္ဓကဟောတယ်ဒါနပြုဖို့ဗုဒ္ဓကဟောတယ်စိတ်နှလုံးကောင်းမွေးမြူကြဖို့ဗုဒ္ဓကဟောပါတယ်သို့တော်လည်းပဲလောကမှာတကယ်ဉာဏ်ပညာကြီးတဲ့သူတွေရှိတယ်လေဘဝလွတ်မြောက်ရာကိုရှာဖွေနေတဲ့သူတွေရှိတယ်ပေါ့ဒီလိုလူတွေအတွက်တော့တတဝါဆိုတာမရှိဘူးလို့ဗုဒ္ဓကရှင်းရှင်းလင်းလင်းပြပြန်တတဟောတယ်ယုံနဲ့နဲ့ဒီနှစ်ခုပဲရှိတယ်ယုတ်ကိုခွဲခြံစိတ်ပြလာရင်တော့ သွေးတွေအသားတွေအရိုးတွေအကြောတွေသဘင်တွေဝိုးညင်တွေခြေတွေလက်သွဲတွေဓာတ်တွေပဲတွေ့နိုင်မှာမဟုတ်လားဓာတ်တွေကပြည့်ညတ်ချက်တစ်ခုပဲတတ္တဝါတွေမှာမဟုတ်ပဲနာမ်ဆိုတော့ကလည်းဒီရုပ်တရားကြီးပေါ်မှာမှီတည်ပြီးဖြစ်လာတာမျက်လုံးနဲ့မြင်စရာအာယုံနဲ့ပေါင်းစုံလိုက်တဲ့အခါမှာမြင်သိစိတ်ဖြစ်လာတယ်နားနဲ့အသံအာယုံတစ်ခုနဲ့ပေါင်းစုံလိုက်တဲ့အခါမှာကြားသိစိတ်ဖြစ်လာတယ်နှာခေါင်းနဲ့အနက်အာယုံနဲ့ထိတွေ့လိုက်တဲ့အခါမှာနာမ်သိစိတ်ဖြစ်လာတယ်ဒါတွေပဲဖြစ်နေတာ ဒီထဲမှာအဆိုးကောင်းတာပါတော့ပေါ့ကောင်းတဲ့အာယုံနဲ့ပေါင်းစုံလိုက်တဲ့အခါမှာကောင်းတဲ့ feeling ဖြစ်တယ်မကောင်းတဲ့အာယုံနဲ့ပေါင်းစုံလိုက်တဲ့အခါမှာမကောင်းတဲ့ feeling ဖြစ်တယ်ဗုဒ္ဓတရားတော်မှာကစိတ်ဆိုတာအရှိတရားမဟုတ်ဘူးအဖြစ်တရားအဖြစ်တရားသာလင်ဖြစ်ပါတယ်ဒါကိုဝိပဿနာဉာဏ်နဲ့မြင်ကြည့်မှသိနိုင်မှာဖြစ်တယ်ဂေတာတန်လို့ပေါ့ဂေတာတန်ဆိုတဲ့အတန်ကဂေတာအိုးထဲမှာရှိတာမဟုတ်ဘူးဂေတာကျိုးထဲမှာရှိတာလည်းမဟုတ်ဘူးဂေတာကျိုးရယ်ဂေတာအိုးရယ်ပြီးတော့တီးခတ်မဲ့လက်တစုံရယ်ဒီသုံးခုပေါင်းစုံလိုက်တဲ့အခါအတန်ဆိုတာဖြစ်လာတာ ဒီလိုခံစားမှုအားလုံးက emotion တွေဖြစ်တယ်စိတ်အတက်စိတ်အကြဆိုတာမတက်မတက်နှလုံးတွင်းမှုတွေကြောင့်ဖြစ်လာတာဒီလိုစိတ်အတက်စိတ်အကြဖြစ်နေတဲ့ emotion ခံစားမှုတွေကိုဂိုင်းတွေတက်မယ်ဆိုရင်လူဟာဘယ်လိုအခြေအနေဆိုးရည်နဲ့ပဲတွေ့ကြုံနေပါစေဒီအခြေအနေဆိုးကြီးတဲ့ကနေရုန်းထွက်ပြီးတော့ကိုယ့်ကိုယ်ကို resilience ခံနိုင်ရေးစိတ်ဓာတ်တွေကောင်းအောင်လို့ပြုပြင်မွေးမြူနိုင်ပါတယ်။ဘာကြောင့်စိတ်ခံစားမှုအကြောင်းကြီးပြောရတာလဲဆိုတော့ 21ရာစုမှာစိတ်ပိုင်းဆိုင်ရာကိုလေးလာနေတဲ့ပညာရှင်တိုင်းကဝိပဿနာတရားတွေကိုအားထုတ်လာကြတာကိုတွေ့ရတယ်။ဝိပဿနာတရားအားထုတ်ရင်းနဲ့တကယ်စိတ်အေးချမ်းတည်ငြိမ်သွားတဲ့အခြေအနေတွေကိုလက်တွေ့ပိုင်ဆိုင်ကြရတော့ဇာဥတွေဟောပြောမှုတွေကဘာမှာအမြောက်အများထွက်လာကြတာဖြစ်တယ်။